ခွန်ပုံးနိုင်တဲ့ပွဲမှာတန့်စင်အနေနဲ့လွယ်ပေါက်မလားတန့်စင်ဒီပွဲမှာတော့ရှုံးရင်ဘာတွေဖြစ်သွားနိုင်မလဲခွန်ပုံးနိုင်တဲ့ပွဲမှာတန့်စင်ဘာတွေပြင်ဆင်ထားလဲကြည့်ရအောင်မြတ်တန့်စင်ဟာလာမယ့်နိုဝင်ဘာလ9ရက်နေ့မှာကျင်းပမယ့်1 Friday Fight 132မှာမွေထိုင်းဖိုင်တာခွန်ပုံးနိုင်တဲ့ရင်ဆိုင်ထိုးတဲ့ရမှာရှိပါတယ်တန့်စင်ဟာပြောမှပြောရင်တော့1 Championship မှာအဖွင့်တော့လှခဲ့ပါတယ် တာခဲရုလိုဖိုင်တာကိုတော့မှသူတင်ကိုတင်ထိုးနိုင်ခဲ့ပါတယ်ခြေကံကျက်လောက်ကြောင်းတော့သူကပုံပြက်ပြီးကြာသွားတာဖြစ်ပါတယ်ဒါမဲ့အဲဒီနောက်ပိုင်းပွဲတွေမှာတန်းစင်ဟာရလက်တွေမကောင်းပါဘူးသုံးပွဲဆက်တိုက်ရှုံးတဲ့အထိတော့မှရုပ်ပြတ်စင်ပြတ်ဖြစ်ခဲ့ပါတယ်အေးမလှပဲတော့ရှုံးပွဲများခဲ့တာအဓိကတက်လုံးကြောင်းလည်းပါပါတယ်ဒါကြောင့်အခုခွန်မုန်းနိုင်တဲ့ပွဲဟာတန်းစင်အတွက်လည်းလွယ်ကူတဲ့ပုံစံတစ်ပုတ်ဟုတ်မနေပြန်ဘူးလို့ပြောရပါမယ်ခွန်မုန်းနိုင်ဟာဝမ်းမှာဆိုရင် ရလကောင်းကောင်းရတဲ့ fighter ပါ ကိုးပွဲမှာနှစ်ပွဲသာရှုံးနေပြီးခုနှစ်ပွဲနိုင်ထားတဲ့ fighter ပါခွန်မိုးနိုင်ဟာမြန်မာ fighter တွေကိုလည်းဖြုတ်ထားတာပါသူကစွန်ရက်ကိုလည်းအနိုင်ထိုးဘူးသလိုမိုးထအောင်ကိုလည်းဖြိုပြဘူးပါတယ်ဒါကြောင့်ခွန်မိုးနိုင်ဟာဘလို့မှ short လုပ်မရတဲ့ fighter ပါတန်းစင်ကတော့အားလုံးသိပြီးသားပါပဲခွန်မိုးနိုင်ဟာအာသာချက်ကကစားအငိမ့်နေပြ1 2 12လုံးနဲ့အရင်မြန်တယ်ဘော်ဒီကစ်တွေလိုကစ်တွေကောင်းသလိုတော်တော်လေးကိုကျွမ်းကျင်တဲ့ fighter ပါ ူ့ရဲ့ဒူးတောင်ကလည်းတောင်ဖိုက်တာတွေတော်တော်ရှင်ဖို့မလွယ်ပါဘူးအားနဲ့ကြက်ကတော့အရင်မြင်မဲ့ဟိုက်ကစ်ကတိတ်မထပ်ပါဘူးတံပြန်ပြီးတော့တိုက်စစ်ကစားတဲ့အခါမှာပြာတက်ပါတယ်ဟာကွက်တွေလည်းပေါ်နေပါတယ်ဂတ်ကြပြီးလိုက်မိတာမျိုးအကွာဝေးဘော်ဒီကိုမထိန်းနိုင်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်တန်းစင်ကတော့အားလုံးသိတဲ့အတိုင်းပါပဲတိုက်ခိုက်ဖို့ရဲရင်လည်းဖြောပြမှုစံတဲ့ကစားသမားပါလက်သီးတွဲလုံးခြေကန်ချက်တွေပြောစရာမလိုအောင်ကောင်းပါတယ် ဒါပေမဲ့တခုမကောင်းတာကထိုးရင်မျက်နှာကြီးဖွင့်ပြီးထိုးတယ်ခေါင်းကြီးငုံပြီးထိုးတယ်ပေးခန့်တယ်ဒါတွေကမကောင်းဘူးဗျစိတ်နဲ့တည်ငြိမ်မှုမရှိဘူး तू နည်းနည်းတာတာနဲ့ဝမ်းစာအရာလိုက်ထိုးတယ်တခါတည်းကကိုယ့်အခြေအနေကိုတော့ကိုမထိန်တတ်ဘူးပြာနေတယ်ဖွင့်ထိုးတာတွေထလုပ်တယ်အဲ့ဒီအချိန်မှာတခြားတစ်ဖက်ကဖိုင်တာရဲ့ကောင်တာမိပြီးတက်စင်မှောက်လို့တာပဲဒါကြောင့်ပဲ तू ရှုံးရတာများတာဗျမာဂုံမနိနောက်ပိုင်းမှာသူကစူပါလက်နဲ့ဖြည့်လာတာတွေ့ရပါတယ်။တန်းစင်မာဂုံမနိလေ့ကျင့်နေတာတွေ့ရပါတယ်။ နောက်ပြီးတော့ game plan ပိုင်းမှာတော့အားနဲ့နေတုံးလို့မြင်ပါတယ်။တန်းစင်နေနဲ့ super လက်လို့ကဘာကျော် final တရောရဲ့ဂျင်မှာရောက်နေတော့ဒီထက်ပိုင်းနေအများကြီးပို့ပြီးတော့လှုပ်ဖို့လိုအပ်ပါတယ်။ compound ရလို့မွေထန်းနီးစနဲ့အာကွန်ပြီးတော့ clinch ကောင်းတဲ့ကစားသမားမျိုးကိုတန်းစင်နေနဲ့ပူထိုးကတ်ထိုးဖို့လုံးဝစဉ်းစားလို့မရပါဘူး။ပူထိုးကတ်ထိုးမီတော့တန်းစင်ဟာမှောက်သွားမှသိကြပါပဲ။ဒါကြောင့်တေးကြတဲ့အကွာတစ်ခုကိုယူပြီးတော့ခွာကစားဖို့ကောင်းပါလေခြေကန်ချက်ကိုပို့ပြီးအပြူရမှာဖြစ်ပါလေ လက်သီးတွဲလုံးတွေထုတ်ပြီးဝင်ကစားစေချင်ပါတယ်။တန်းစင်ရဲ့လက်သီးတွဲလုံးတွေကတော့ကောင်းပါတယ်။အခု1 Championship မှာထိုးတဲ့မြန်မာ Fighter ထဲမှာတန်းစင်ရဲ့လက်သီးထိုးချက်တွေကောင်းတယ်လို့ပြောရမှာပါ။ Fight Plan လည်းကောင်းဖို့လိုအပ်ပါတယ်။ပြောရမယ်ဆိုရင်တော့တန်းစင်ဟာဒီပွဲမှာမနိုင်ရင်1 Championship ကသူ့ကိုတော်တော်လေးကိုစိတ်ပြတ်သွားမှာပါ။1 Championship သာစိတ်ပြတ်သွားရင်တော့တန်းစင်အနေနဲ့ဖြာလိုက်ပြီးတော့ပြန်အမှအမှန်တရားပဲဖြစ်ပါတယ်။ တန်းစင်အနေနဲ့ဒီဘွဲမှာထပ်ရှုံးရင်သူ့ကိုယ်သူလည်းစိတ်တက်ကြဆင်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဘွဲကတန်းစင်အနေနဲ့မရှုံးဖို့လိုအပ်ပါတယ်။မြန်မာပွဲကြီးပြိုင်သက်တွေပြောတာကတော့ထိုင်းဖိုင်တာကိုနိုင်ကျင်တော့ KO အကြောင်းထိုးမှရမယ်။ထိုင်းဖိုင်တာကိုမှောက်အောင် ထိုးမှရမယ်။အဲဒီလိုမှမဟုတ်ပဲအမတ်နဲ့ဆိုရင်တော့တေချာပေါ့မြန်မာတွေဟာရှုံးမှာပဲလို့ဆိုပါတယ်။ဒါကတော့ဝိုင်းရဲ့သဘောထားကလည်းဘယ်လိုလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ခွန်မိုးလိုင်းကတော့တန်းစင်တဲ့ပွဲအတွက်အခုလိုမျိုးပြောပါတယ်။ မြန်မာစပေါ်ကဘလို့ရေးထားလဲဆိုတော့တဲ့ဒီစင်မြင့်ထမှာတဲ့မြန်မာဖိုင်တာနှစ်ယောက်ထိအနိုင်ယူပြီးပြီလို့ခွန်ပေါ်နိုင်ကပြောပါတယ်နှစ်ယောက်လုံးကလည်းမတူညီတဲ့စတိုင်နေနဲ့ပါစွန်ရက်ကဝင်ထွက်မြဲတဲ့မိုးထအောင်ကခံနိုင်ရေကောင်းတယ်မြန်မာဖိုင်တာတွေရဲ့အဓိကအားသာချက်ကအသေးမာတာပါဒါပေမဲ့ဒီတစ်ချိန်မှာလည်းသူပဲနိုင်မယ်လို့ယုံကြည်ကြောင်းခွန်ပေါ်နိုင်ကပြောပါတယ်တန်စင်ကတော့အားပါတဲ့တဲ့ဒီချက်တွေတုံးတယ်အောက်ခြေပိုင်းကနေစတိုက်ပိုင်းမှာတော်တော်ကောင်းပါတယ်ကျွန်တော်ကတော့စိုးရိမ်စရာမရှိပါဘူး ။တန်စင်ကိုအေးစေးကန်တွင်နိုင်မယ်လို့ယုံကြည်ပါတယ်။တန်စင်ကရှုံးဘွက်တွေဆက်နေတဲ့ဆိုပေမဲ့ကျွန်တော်သူ့ကို short တာမျိုးလည်းမရှိဘူးဆိုပြီးခွန်မိုးနိုင်ကတော့ပြောသွားပါတယ်။ပရိသတ်တွေကတော့တန်စင်ကိုခုလိုမျိုးပဲအကြံပြုချက်စကားတွေကိုသူတို့ကပြောသွားပါတယ်။တန်းစင်နေတဲ့ခွန်ပေါင်းနိုင်တဲ့ပွဲမှာလည်းပထမနဲ့ဒုတိယခြေဒီမှာကိုဘကအသာစီးရအောင်ကြိုးစားပြီးတော့ပွဲဖြတ်နိုင်ဖို့လိုပါလေတဲ့။နောက်ဆုံးချိန်မှာတက်လုံးကြာမသွားဖို့လည်းလိုပါလေ။ကိုကအနိမ့်ပဲရောက်သွားရင သူကစားကွက်တွေဝင်သွားပြီးအခြေအနေဆိုးသွားနိုင်ပါလေတဲ့စူးစမ်းလေ့ကျင့်ထဏာမှုရလက်ကောင်းပြန်တွေ့မယ်လို့မျှော်လင့်ပြီးအားပေးနေပါတယ်တဲ့ပြန်ဘက်ကလည်းလည်းမထုံးနိုင်တော့မှအသေးကောင်းကောင်းနဲ့ပွဲချင်းပြေးကစားသွားတာမြင်ရရင်တော့ပရိသတ်တွေပျော်ရွှင်နိုင်မှာပါတဲ့တန်းစင်ရဲတဲ့အားနေချက်ကိုတဲ့ဒီ MMA ပါဆိုရင်ကစားသမားဖိုင်တာတိုင်းကတည်တယ်တဲ့အဲအကြောင်းနဲ့ပွဲမထုံးရင်ကလေးကဒါဟာရှုံးနေခြင်းတစ်မျိုးဖြစ်နေပြီတဲ့ တန်းစင်ကားနဲ့ဘလောက်ပဲတင်တင်နဲ့ပွဲဆရာနဲ့ဘာမှလာမပြောနဲ့ကံပါပဲထိုးမှာပဲလို့အစိတ်ပဲရှိနေတော့အဆင်မပြေတော့ဘူးတဲ့တိုက်ကွက်ဆုံတဲ့သူ ခမန်ရဖတ်တဲ့ Pfizer ဘာပြီးရင်ဘာလုပ်မလဲမှန်းမရတဲ့သူမျိုးဖြစ်ကြမယ်တဲ့ဥမာသွေးလင်းထက်လူမျိုးပေါ့တဲ့ပွဲချင်းတွေကိုလည်းကောင်းကောင်းကြီးစာဖတ်နိုင်ရမယ်တဲ့လိုအပ်ရင်တိုက်ကွက်ပုံစံပြောင်းနိုင်ရမယ်တဲ့လုံးဝမထင်ထားတဲ့အကွက်နဲ့လည်းလုံးသိရင်လုံးရမယ်တဲ့အခုတော့တန့်စင်အောင်အားလုံးက သိနေပြီတဲ့တန်းစင်ကအခုခွန်ပိုးနိုင်တယ်ဆိုရင်တော့ပို့ပြီးတော့ဗလာကတောက်ပါလေတဲ့တန်းစင်နိုင်မယ်လို့ထင်ပါလေတဲ့တန်းစင်အနေနဲ့ပြင်ဆင်နေတာတွေ့ရတာကျင်နဲ့အားရစရာပါတဲ့ခေါင်းမငုံရင်တော့နိုင်လောက်ပါလေတဲ့သူများထုံးရင်ရှာထုတ်ပြတာမျိုးသူများကန့်ရင်ပေါင်ပုတ်ပြတာမျိုးမလုပ်ရပါဘူးတဲ့အဲ့ဒီနှစ်ခုကိုအရင်ပြင်ပါတဲ့ ောက်ပြီးတော့ဗာလဲဆိုတော့စူပါလက်နဲ့လေ့ကျင့်တဲ့တော့မှတော့စူပါလက်ကကန်တဲ့ဟာကိုတန့်စင်ကပေါင်ပုတ်ပြပြီးပြောနေတာမျိုးတွေတော့မှရှိနေပါတယ်တွေ့ရပါတယ်ဗီဒီယိုဖိုင်ထဲမှာပါတန့်စင်နေနေတဲ့အဲ့ဒီလိုမျိုးလောက်ရက်တွေကိုလည်းပြင်သင့်တယ်ဆိုပြီးတော့ပြိသက်တွေကဝေဖန်ကြံပေးပါတယ်တန့်စင်အနေနဲ့အကောင်းဆုံးနိုင်စေခြင်းနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့ခွန်ပေါင်းနိုင်ကမလွယ်ကူတဲ့ပြန်ပယ်လို့မှန်ပါတယ်တဲ့ တန်းစင်အားနဲ့ကြကအထီးမခံနိုင်ဘူးတဲ့သူ့အထင်းပြားခတ်ပြီးဘာလို့လို့မှမသိဘူးတဲ့ပြာသွားပြီတဲ့အဲ့မှာပြန်ပတ်တွေကအေးဆေးတန်းစင်ကိုတဲ့ပလိုင်းတွေကိုကောက်ထည့်လိုက်သလိုပဲတဲ့တန်းစင်နေနဲ့အဲ့ဒီလိုမျိုးပြာသွားတဲ့စိတ်ကိုလည်းပြင်ရမယ်တဲ့တကယ်တော့အခုတန်းစင်ရဲ့ပြန်ပတ်ခွန်ပွန်းနိုင်ကပြောရမယ်ဆိုရင်တော့အားနဲ့ကြရှာခတ်တယ်လို့ပြောရပါမယ်သူရဲ့လင်မြန်မှုအပိုင်းမှာပဲနည်းနည်းပြောစရာရှိတာပါ အမြင့်ကန်ချက်မကောင်းဘူးဆိုရင်လည်းတန့်စင်ထက်တော့ကောင်းပါလေမာကုံမွေထိုင်းနေစနစ်လက်သီးထိုးချက်အားလုံးကလည်းတန့်စင်ထက်တာပါလေအသက်ရွယ်အားဖြင့်လည်းတန့်စင်ထက်7နှစ်လောက်ကြီးပါတယ်32နှစ်ပါတန့်စင်က22နှစ်ပဲရှိပါသေးတယ်ဒီ32နှစ်ဆိုတဲ့အရွယ်ကပြောရမယ်ဆိုရင်တက်လုံကြတဲ့အရွယ်တော့မဟုတ်သေးဘူးဗျဒါကြောင့်တန်းစင်အနေနဲ့ခက်ခဲမယ်လို့ဆိုတာပါတန်းစင်ကဒီဘွားကတော့သူခက်ခဲဖြစ်တတ်မှာပါ Time Fighter တွေကတက်လုံပိုင်းကတော့တော်တော်ရှည်ကျင့်ထားတာဗျ ။သိုးလင်းထက်နဲ့ပွဲပဲကြည်ပါ။ပြိုင်မဲ့ဖိုင်တာကအသက်40ကျော်ပဲတက်လို့ပိုင်ကတကယ်ရှယ်ကြီးပါ။သိုးလင်းထက်လို့လူငယ်ထက်တော့မှအများကြီးကောင်းပါလေ။အခုခွန်ပေါ်နိုင်ကလည်းအဲ့ဒီလိုပါပဲ။ရှင်ထိုးဖို့မလွယ်တဲ့အနေထားဗျ။ဒါတော့လက်ခံနိုင်မှရပါပဲ။တန်းစဉ်တွင်အနေအများဆုံးကခွန်ပေါ်နိုင်ရဲ့ကစားကွက်ဆိုရင် clinch ပိုင်းပါ။ရှင်ထိုးနေတော့မှအချိန်ကြာကောင်းကြာသွားနိုင်ပါလေ။ဒါပေမဲ့ပူကက်ပြီး clinch ပိုင်းချုပ်ကွက်ဒူးတောင်တွေဒါတွေကစားလာမယ်ဆိုရင်တော့တန်းစဉ်ပိုဆိုးသွားပါလိမ့်မယ်။ဒါကြောင့် ခွန်ပေါ်နိုင်ကိုပိုကခံလို့မရပါဘူး။တန်းစင်အတွက်တော့အောက်ချက်ကန်ချက်တစ်ခုတည်းသာဖြစ်နိုင်ခြင်းရှိပါတယ်။ခွန်ပေါ်နိုင်ဟန်ချက်ပြတ်သွားမှဂတ်ကြလာမှအမြင့်ကန်ချက်ပြန်သုံးမှဒီအဆင့်မှမရောက်သေးဘဲသွားရှင်ထုံးရင်တော့ပြောရမယ်ဆိုရင်ထိရင်လည်းခွန်ပေါ်နိုင်ကကြားမဲ့လူမဟုတ်ဘူး။ကြားမှာကကိုပဲဖြစ်သွားလိမ့်မယ်လို့လေးလာသူတွေကပြောပါတယ်။ခွန်ပေါ်နိုင်ကကတ်လဲလုံနေဒီတော့သူ့ခြေတော်အထိမှပဲဆက်လို့တင်ပါလေတဲ့။ ဘာပြောတန်းစင်နေတဲ့ဒီပွဲမှာအကောင်းဆုံးပြင်ဆင် ထိုးသတ်ရင်တော့နိုင်လောက်တယ်လို့ပြောပါတယ်။ Pride တဲ့ချို့ကတော့တန်းစင်ကခံနိုင်ရေလိုတာပါတဲ့။လက်သီးပါဝါလည်းထင်သလောက်မပြော့ပါဘူးတဲ့။ German Fighter တော့မှလက်သီးနဲ့လဲကြောင်ထိုးမှုလေတဲ့။ဒါတော့လက်အိတ်ထုံတော့တဲ့။ပညာကလိုအပ်နေသေးလို့ပါ။ခံနိုင်ရေမရှိရင်ခံရမယ့်အကွက်ကိုကာထားဖို့လိုတယ်တဲ့။သူ့ချုံတဲ့ Fighter ကိုခုနေ့ကမကြည့်ဘဲထိုးသွားတာတွေ့လိုက်ရတယ်။ပညာဆိုတာအဲ့ဒါပါပဲတဲ့။ရှင်ထိုးလို့မရရင်ရှောင်ထိုးရပါမယ်တဲ့။ ခြေတော့လေကန်ခရင်ရှမ်းရန်ရှာထုတ်ပောင်ပုတ်အမဲလိုက်မှားဖြစ်မျက်နှာလေးထိုးမိရောပြတ်မထနိုင်အရေးချင်းရှိတာသိပါလေတောက်မဲ့မိခဲ့ပါခက်တာကစိတ်ကလော်ပြီးတိတ်အစမပြေဘူးတဲ့စိတ်ဆိုတာစိုးရလို့ရပြီမဲ့အကွက်ပြောက်တဲ့အထိမှုန်ပြီးလိုက်ထိုးလို့မရဘူးတဲ့ပရိသတ်ကရှုံးတော့လက်မခံတော့မဟုတ်ပါဘူးအကောင်းဆုံးလုပ်ပြဖို့ပါတဲ့ခုတပွဲမှာတော့တန့်စင်နေတဲ့စိတ်ပိုင်းဆိုင်ရာလဲတေချာပြင်ဆင်ထားဖို့လိုပြီလို့ဆိုပါတယ် ပရိသတ်တွေကတော့တန့်စင်နဲ့ပတ်သက်ပြီးခုလိုမျိုးပဲအကြံပြုပေးသွားတာဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာ9ရက်နေ့ည9:00နာရီခွဲမှာတော့တန့်စင်ရဲ့ပွဲကိုစောင့်မျှော်အားပေးကြည့်ရအောင်လားဗျာ။